တနင်္ဂနွေသားသမီးစင်များလည်းမလာပါတနင်္ဂနွေသားသမီးအတွက်ကို2025ခု7လပိုင်းဘဝင်ပါလာအတွက်ကိုတလစာဒေရင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်ဒီ7လပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးအတွက်အထူးထူးခြားခြားဒါကောင်းနေတဲ့နမိတ်တွေရောငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်လုံဝဲကြိုင်ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလောက်ကြိုင်တွေတိုးတက်အောင်မြင်လာမယ်ငွေချင်းကိစ္စတွေအထူးအဆင်ပြေအောင်မြင်လာနိုင်တယ်ဥပမာကားကိစ္စ ကားနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာရှင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအစင်ဒီအောင်မြင်နိုင်ပါတယ်ချစ်အချင်းနှချောင်းဝင်လာတတ်ပါလေမိမိရဲ့အခြေအချောင်းဝင်လာတတ်တယ်။တော့အလှူဒန်းကိစ္စမင်္ဂလာကိစ္စတွေအဆင်ပြေမယ်။ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမင်္ဂလာကိစ္စတွေဟာထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့အချိန်ခါမျိုးဖြစ်ပါလေ။ အဲ့တော့ခွေးခွေးတို့ကြောင်တို့နော်ကြက်တို့တနင်္လာနေ့ပစ္စည်းတွေလည်းသူတို့ကြာဒီ17လပိုင်းဆိုတဲ့ကာလမှာဝင်လာနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်ကားတို့ကြောင်တို့နော်အဲ့တော့တနင်္လာနေ့ပစ္စည်းတွေဝင်လာတဲ့တဲ့တနင်္လာနေ့နဲ့ပတ်သက်တဲ့ငွေကြေးကိစ္စတွေဝင်လာတဲ့တဲ့အဲ့တော့ဒီရက်ပိုင်းမှာဒီလပိုင်းမှာငွေကြေးကိစ္စတွေစကားပြောမယ်ဆိုရင်သူတို့ကြာအစဉ်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာ တနင်္ဂနွေသားသမီးတွေအနေနဲ့အိမ်တော်တွေအနေနဲ့ဆိုရင်တော့အိမ်သွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အနေငယ်စိတ်ကတိကောင်းလေးတွေဖြစ်ကြတဲ့စိတ်ရှုပ်ရှားလေးတွေပေါ်ပေါက်လာတတ်တဲ့အခြေခံမျိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်တွားနဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ်တွားနဲ့ပတ်သက်တာတွေနောက်သွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဒုက္ခပေးတတ်တယ်နောက်ခရီးကိစ္စတွေအခက်အခဲကြုံတွေ့တတ်ပါတယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတုတ်တန်တဲ့ကိစ္စတွေ အခက်အခဲဖြစ်တတ်တယ်အဲဆွေမျိုးသားချင်းညီကိုမောင်နှောင်းနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ရှက်ဖြစ်စရာမျိုးတွေကျွန်တော်တွေ့ရတတ်တယ်အဲစကားတွေအမှားယွင်းဖြစ်တတ်တယ်အဲဒီချိန်ကာလမျိုးမှာစကားတွေတတိထားတင်တယ်စကားနဲ့ပတ်သက်တဲ့စကားကြုံတာပေါ့နော်အဲကြမ်းကြုံရင်နှုတ်လို့ရတယ်စကားကြုံရင်နှုတ်လို့မရဘူးဆိုတဲ့ဂိမ်းမျိုးဖြစ်ပါတယ်အဲတော့ခီးကိစ္စတွေတင်းကောကြမ်းကြမ်းမှုတွေဖြစ်တတ်တယ်အဲစကားမှားယွင်းမှုတွေစကားမှားတွေဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ် အမျိုးသမီးတွေအနေနဲ့ဆိုရင်သွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေဒီချိန်ခါမျိုးမှာဂယုစိုက်သတိထားမှာဖြစ်ပါတယ်။အဲဒီကာလမျိုးမှာအကျိုးပေးတဲ့အရာဒီစက်တလပိုင်းဆိုတဲ့ကာလမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အဖြူရောင်တွေအကျိုးပေးပါတယ်။အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကနှစ်ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်။အဲ့တမင်းဝေသားသမီးတွေနဲ့ဒီစက်တလပိုင်းဆိုတဲ့ကာလမှာတလာလုံးအကန်ဒီကောင်လက်တွေပွင့်ဖို့ဆိုရင်အမိမိအိမ်ဖျားမှာကန်းကော15ညုံသုံးဖို့ကိတ်မုတ် 15ကျက်လှူဒန်းကြပြီ17လပိုင်းမှာအကန်လေးကောင်းတက်ပြီးပြန်လာမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတနေ့ဦးလေသားသမီးများလို့ဒီစက္ကလပိုင်းဆိုတဲ့ကာလမှာကံတွေကောင်းတဲ့တစ်ခုညပါသည်အလောက်ကင်တွေအောင်တိုးတက်ကြပါစေဘေးရန်တွေကင်းရှင်းကြပါစေစိတ်ချမ်းသာခြင်း ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်လည်းဒီနေ့ကနေစူတောင်းမြတ်တာ ပို့တာပေးလိုက်ပါတယ်အားလုံးအဲချမ်းသာချမ်းသာကြပါစေ